အဲ့ဇက်မှာပါတယ်တဲ့မော်တာဆန်အဝင်ငုတ်၃ငုတ်အကြောင်းဝင်လေးရှင်းပြပေးပါလားဆရာโอเคဒါအဲ့ဇက်မှာမဟုတ်ပါဘူးတခြားသောယမဟာဘိန်းနေမှာလည်းကျွန်တော်တပါတတ်ပါတယ်အဲကျွန်တော်တို့ဘာရှင်းမြင်လာရင်အဲ့ပုံစံပြောင်းလာရှိတယ်မော်တာဆန်သေးသွားပြီးတော့မော်တာမှာကျွန်တော်တို့ဟာပုံမှန်တော့မဟုတ်တော့ဘဲနဲ့ကျိုး၃ကျိုးငုတ်၃ငုတ်နဲ့ဝင်ထားတာဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်တို့ကဘာတွေလှုပ်ဆောင်ပေးရလဲဆိုတော့ကျွန်တော်တို့ကအနည်းငယ်လေးပြောင်းလဲမှုကပတ်မော်တာဆန်ပုံစံပြောင်းသွားတယ်ပုံမှန်ဆိုတော့ကျွန်တော်ပတ်မော်တာအလုပ်လုပ်ဖို့ဘာလုပ်လဲဆိုမေးရင်ကျွန်တော်တို့ကအပေါင်းရေနှုတ်ရေ အဲငါကိုပေးပြီးတော့ဘက်မော်တာကိုဒါလှည့်လိုက်တာရိုးရိုးစတက်မော်တာတွေလိုပဲရိုးရိုးပြင်မှာကျွန်တော်တို့မြင်ဘူးနေကြအဲမော်တာတွေနဲ့တူညီတယ်ဘက်မော်တာကိုကျွန်တော်ကအပေါင်းနှုတ်ကျင်ဘက်မော်တာလဲပြီးတော့ဒါအလုပ်လုပ်တယ်ပေါ့ဗျာအဲ့တဘောမျိုးပေါ့အခုသူမေးထားတဲ့တုံးကုတ်ကြောင်းကကျွန်တော်ရှင်းပြပေးမယ်အဲ့တော့သူမေးထားတဲ့ဘက်မော်တာစံမှာတုံးကုတ်ပါတဲ့အကြောင်းကကျွန်တော်ဒီပန်းအိမ်အထိုင်မှာကျွန်တော်ကပန်းစင်ဆာအခုတက်တက်ပါလာတယ်ဗျအဲသူကဘယ်လိုလုပ်ပြီးလဲဆိုတော့ကျွန်တော်တို့ရှင်ရင်ပြောရအောင်ကျွန်တော်တို့ဒီမော်တာပြောက်ဆိုင်ကလေးလို့ပေါ့ဗျာမော်တာပြောက်ဆိုင်ကမှာကျွန်တော်တို့ကမော်တာမပါဘူးခုနမီးတုပ်ကိုကျွန်တော်က ကျိုးသုံးချောင်းနဲ့လှည့်နှိုးတယ်ဗတိဆိုင်ငယ်မှာလည်းကျိုးကြီးသုံးချောင်းပါတယ်မော်တာကနေအဲ့ဘောမျိုးဖြစ်သွားပြီဗျသူကအဲဗတိရကနေ ECU ကနေကျွန်တော်တို့ခုနကပန်းစင်စာကိုအပေါင်းရဲ့နှုတ်ရဲ့နှငုပ်ပို့လိုက်တယ်ပေါ့နော်အဲ့ဒီပန်းစင်စာကနေမှာခုနကပန်းမော်တာစီကိုကျွန်တော်တို့ကဒါ AC DC2 AC2 လည်းပြောလို့ရပါတော့ဒါပေမဲ့ကျွန်တော်တို့ကတခြားပြောမယ်ဆိုရင်တော့ ဲ DC တွေကအလဲကျပြောင်းပြီးတော့အပေါင်းတွေနှုတ်တွေပြောင်းပေးတာဆိုလဲအပေါင်းနှုတ်ပြောင်းသွားတဲ့ကျွန်တော် AC လို့ပဲခေါ်ရတော့မှာဖြစ်ပါတယ်တကယ်တော့ပြောရမယ်ဆိုတော့အဲ DC ပဲပို့တာပေါ့နော်ဒီဒါပေမဲ့ကျွန်တော်အပေါင်းနှုတ်တွေပြောင်းပြန်ပို့တာဖြစ်တဲ့အဲ AC လို့လဲခေါ်ကြရပါတယ်အဲ့တော့ဘယ်လိုလုပ်ပြရဆိုတော့ကျွန်တော်ခုနပန့်စင်ဆာဆိုတာပါတယ်ခုနပန့်အထိုင်လေးမှာသူကပန့်ကိုလာတဲ့ကျိုးသုံးချောင်းကအဲ့ခုနပန့်စင်ဆာကနေထုတ်ပေးတာအဲခုနပန့်စင်ဆာကိုကျတော့ဘယ်ကနေလာလဲဆိုတော့ကျွန်တော်ဒီအဲဘက်တရီအပေါင်းအနှုတ်ဒါပါတော့တော့ဖွင့်အပေါင်းလာမယ်။ ECU ကနေအနှုတ်ပေးမယ်ပေါ့နော်။အဲဒီအပေါင်းနှုတ်ပဲသူစီကနှစ်ကြိုးပဲဝင်တာ နှစ်ကျိုးဝင်တော့အဲ့ဒီစင်စာလေးကမော်တာကိုကျွန်တော်ကခုနကကျိုးသွင်းကျိုးရနေပြီးတော့အပေါင်းတွေအနှုတ်တွေကိုအလဲကျပေးဖို့ပြီးမှမော်တာကိုလဲစီတာပေါ့နော်ဒါဆိုရင်မော်တာပြောက်အကြောင်းပဋိဆိုင်ငယ်အကြောင်းကျွန်တော်လေ့လာဘူးရဲ့လို့သိပါလိမ့်မယ်အဲကျွန်တော်မော်တာပြောက်ဆိုင်ငယ်မှာလည်းအဲ့ဒီပုံစံလှုပ်လှုပ်တယ်ပဋိဆိုင်ငယ်မှာလည်းအဲ့ဒီပုံစံလှုပ်လှုပ်တယ်ကျိုးသွင်းမင်ပါတယ်သုံးမင်တလုံးကိုတပြိုင်တည်းပို့လို့မရဘူးနှစ်ပင်ကိုပဲအပေါင်းရဲ့နှုတ်ရဲ့ပို့တယ်ပြီးရင်နောက်နှစ်ပင်ပို့တယ်အလဲကျ6ချိန်ပြောင်းလဲပြီးတော့ခုနကအပေါင်းနှုတ်တွေကပို့လို့ရတယ်အဲ့ဒီပုံစံနဲ့မော်တာကကျွန်တော်အဲလှည့်လေပေးတာဖြစ်ပါတယ် ့ဒါဆိုတော့ကျွန်တော်တို့ကခဏယူယူဘက်မော်တာနဲ့ခဏကတုံးကိုပါတဲ့ဘက်မော်တာကိုအဲနားလည်မယ်လို့ထင်တယ်ခဏကတရားဦးနားမလဲသေးတဲ့ခဏကဘက်တီဆိုင်ငယ်တို့စတက်မော်တာပြောက်နော်အော်ဒါနီကာစနစ်တို့ကိုနားလည်ထားမယ်ဆိုတော့ခဏကကျိုးသုံးကျိုးကကျွန်တော်အလဲကြအပေါင်းနှုတ်တွေပြောင်းလဲမှုနဲ့ပို့နေတာဆိုတော့တီဖြားပြီးသားဖြစ်ပါလိမ့်မယ်အဲမတီသေးလဲအလားလေးကိုထက်လေးလာကြည့်ပြီးမယ်ဒါဆိုတော့အခုကျွန်တော်ရှင်းပြတာလေးကိုပို့ပြီးတော့နားလည်သွားပါလိမ့်မယ်အဲဆိုခဏကမော်တာပျောက်ဘင်းနေတဲ့သူ့ရဲ့စီပန့်ကိုခိုင်းတဲ့ပုံစံကအလားတူတဲ့တွတ်တူနေတာတွေ့ရပါတယ် ူစီကိုအပေါင်းနှုတ်ဝင်တယ်သူကနေမှကျိုးသုံးကျိုးနဲ့အပေါင်းနေနှုတ်တွေကိုအလဲကြအပြောင်းလဲမှုနဲ့ပေးပို့ပြီးမှပန့်ကိုလှည့်ခိုင်းတဲ့စနစ်ဖြစ်ပါတယ်နော်ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်နော်အဲအဆင်ပြေပါစေကြည်သူပါနော်